ရုံထဲမှာ၃ရောက်တောင်မဝင်မဲထိတ်တမင်းသားအရှိန်အဝါတွေကြာဆင်းလာတဲ့မြင့်မြတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါဘေ့ချ်ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချူဆိုပါရရှင်မြင့်မြတ်ကတော့ဇက်လိုက်ဆိုတဲ့နာမည်နဲ့အမှုပညာလောကမှာထိတ်တမင်းသားအဖြစ်ယက်တည်နေခဲ့တာပါ။နေပရိသတ်တီရဲ့ရင်ထဲအသေးသေးမှာအသေးဆွေးချက်ရတဲ့မင်းသားတစ်လက်ဆိုလဲမမားပါဘူး။ ချက်သိမ့်မပြည့်ပဲနဲ့ထီဝါလုံးအထွက်ကိုအနစ်နာခံတဲ့ဆဲယုံနဲ့ဆိုရင်တော့လူကြိုက်များပြီးအောင်မြင်ခဲ့ပါတယ်။အရိစကောင်းကိုပရိသတ်ဒီအားလုံးလဲအားပေးခဲ့တာဖြစ်ပါတယ်။မြမြရဲ့ကံရှိန်ကြောင့်ပဲအရိစယုတ်တွေကသူ့အတွက်အရန်ကိုအောင်မြင်တယ်လို့ဆိုရမှာပါ။သနာစရာဒရမာစယုတ်ဆိုတာနဲ့မြမြကိုပဲမြင်ရအောင်ကိုတကယ်ကိုအောင်မြင်ခဲ့တာပါ။မြမြရဲ့ရုပ်ရှင်ဆိုရင်နှစ်ပတ်စတိုက်ပြသရတဲ့အထီကိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်တလုံးမှာတော့ မြင်းမြတ်ရဲ့အရှိန်အဝါတွေကကျဆင်းလာခဲ့ပါတယ်။မြင်းမြတ်ကအရှင်လောက်မအောင်မြင်တော့ဘူးလို့ဆိုရမှာပါ။လက်တလုံးမှာသူအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ညီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကရုံတင်ပြသနေတာပါ။ညီဆိုတဲ့ရုပ်ရှင်မှာနေကြည်ဦးမြင်းမြတ်ထွန်းပလဲရနနာတို့ကအဓိပပါဝင်ထားတာဖြစ်ပါတယ်။ချီလိုပဲအိမ်တော်ရေးစရုပ်မျိုးသရုပ်ဆောင်ထားပေမဲ့ ခြေလောက်မအောင်မြင်ပါဘူးပထမဦးဆုံးယုံတင်ပြီးတော့နောက်တစ်ရက်မှတင်ယုံထဲမှာကြည့်သူ၃ယောက်သာရှိရလို့သိရပါတယ်ဒါကြောင့်မို့မြင်းမြတ်ရဲ့အရှိန်ဝါတွေထိနေရတာပါမြင်းမြတ်လိုမင်းသားရဲ့ရုပ်ရှင်ဟာအခုလောက်ထိကိုလူစိတ်ဝင်စားမှုနည်းနေသလားလို့တောင်းမှပြောခန့်နေရတာဖြစ်ပါတယ်မြင်းမြတ်ကအရင်ဆိုရင်သူ့ရဲ့ရုပ်ရှင်လို့ပြောတာနဲ့ဝဝကွဲကိုအောင်မြင်တာဖြစ်ပါတယ်ဒါကြောင့်မို့အခုတော့မြင်းမြတ်ကထိတ်တဲမင်းသားတယောက်ရဲ့အရှိန်ဝါတွေကြာစင်းလာပြီးတော့အခုလိုဖြစ်လာတာက တလောက်ရုပ်ရှင်တကားရိုက်နေတာကြောင့်လို့ထောက်ပြနေကြတာဖြစ်ပါတယ်မြမြကရုပ်ရှင်ယုံကိုဂန်ထရိုက်ဆွဲထားသလိုထင်ရလောက်အောင်အထီကိုရုပ်ရှင်ဇာကားတွေစတိုက်ယုံတင်နေကြတာပါရုပ်ရှင်ဇာကားကိုလူတွေညီငွေလောက်အောင်အထီယုံတင်နေရမှုညီငွေလာတာဖြစ်နိုင်ပါတယ်ပရိသတ်တွေကတော့မြမြကိုဟာသာရုပ်ရှင်နေနဲ့မမြင်ချင်တော့ပါဘူးမြင်နေကြဇာတ်ရုပ်တွေနဲ့မတူဘဲနဲ့ကွဲထွက်နေတာကိုပဲမြင်ချင်ကြတာပါ ဒရမာဇာကားကောင်းတွေနဲ့တခြားဇာကားကောင်းတွေရိုက်တာမျိုးလိုချင်တာဖြစ်ပါတယ်။အခုဆိုရင်မြင့်မြတ်နေတဲ့ရုပ်ရှင်တွေပတ်သက်ရင်တေချာဂယုစိုက်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။နောက်ထပ်မင်းသားအစ်တတွေလည်းတက်လာတာမို့မြင့်မြတ်နေတဲ့နေရာပြောက်သွားနိုင်ပါတယ်။လက်တလုံးမှာဆိုရင်တော့မြင့်မြတ်ချက်နေသူဝါသာထိတ်တဲမင်းသားနေနဲ့အနုပညာရှင်အမြင့်ဆုံးဖြစ်လို့နေတာဖြစ်ပါတယ်။ နေတူကရုပ်ရှင်ရိုက်တဲ့နေရာမှာထေချာရွေးချယ်တယ်လို့တကားဆိုတကားပေါက်နေတာဖြစ်ပါတယ်။ရုပ်ရှင်တကားဆိုရင်လည်းနှစ်ပတ်စတိုက်ပြသရပြီးတော့ဒိန်ပေါင်းများစွာယုံတင်ဝင်ဝင်နဲ့အောင်မြင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကနေတူရဲ့ညမင်္ဂလာရုပ်ရှင်ဆိုရင်တော့ သုံးပတ်စတိုက်ယုံတင်ပြသမှုကိုရရှိခဲ့ရပါဒါအပြင်နေတိုးနဲ့အပြိုင်တခြားမင်းသားအသစ်တွေကလည်းတက်လာခဲ့ပါတယ်လက်တလုံးမှာဆိုရင်တော့ရုပ်ရှင်ဇီးကွက်မှာအီချန်မောင် တိုင်ရွန်နေရွန်နေဝင်းတို့ကနေပြီးတော့အပြိုင်ဆိုင်ကိုတက်လာခဲ့ကြတာဖြစ်ပါတယ် နေဝင်းကလည်းရုပ်ရှင်လောကရဲ့ superstar တစ်လက်ဖြစ်လာခဲ့ရပါမြင်းမြက်ကအကယ်ဒမီမရတာလဲကြာပြီမို့အကယ်ဒမီရဖို့အတွက်လည်းလိုအပ်နေရပါမြင်းမြက်နေနဲ့ရုပ်ရှင်စကားတွေထေချာရွေးချယ်လာတော့မလားဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်မြင်းမြက်ကလည်းရှိမှဆိုရင်လည်းဟာသာရုပ်ရှင်တွေဆက်ပြီးတော့ရိုက်နေအောင်မှာဖြစ်ပါတယ်ဇန်ညိုးနေအကြောင်းထအောင်တူနေလို့သိပြီးတော့သဘောမကျတော့ပါဘူးမြင်းမြက်ရဲ့ရုပ်ရှင်စကားတွေနဲ့ပတ်သက်ပြီးတော့ဘလို့မြင်လဲကောမန့်လေးထဲမှာရေးခဲ့ပေးပါဦးဆုံးတီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်